တော်မင်းမင်္ဂလာပါ University M3 လုံးကနေကြိုဆိုပါရစေ။ကျွန်တော်လက်ရှိပြသပေးမယ့်သားကတော့ဒီ Kia Sportage ရဲ့2026 model ပဲဖြစ်ပါတယ်။အခုဒီကောင်းလေးက 2.0cc turbo engine ကိုမှ gear 6ချက်ပါဝင်ပြီးတော့ H-Sign Brake ဖြစ်ပါတယ်။2026 model 0kg brand new ကိုမှ weather မြေပေါင်းနဲ့ရမှာလည်းဖြစ်ပါတယ်။အခု24 25နဲ့မတူဘဲနဲ့ ဒီ2026မော်ဒယ်မှာဘာတွေပြောင်းလဲသွားလဲဆိုတာကိုတစ်ချက်ချင်းကြည့်အောင်ပါ။ကြော်မာကကြတော့ကျွန်တော်ပရမအုပ်ဆုံး Kia ရဲ့ logo အယောင်လေးကတော့ချိန်သွားမယ်။ပြီးတော့သူ့ရဲ့ shade design တွေလည်းပြောင်းသွားမယ်။ပြီးတော့ bumper design အာပြီးတော့ကျွန်တော်တို့ဒီကားရဲ့မီကွက်ဒီဇိုင်းပေါ့နော်။ဒီအရင်24-25မော်ဒယ်နဲ့မတူဘဲနဲ့ဒီကောင်ကကြတော့ဒီစမ်းတက်တဲ့ဒီဇိုင်းတွေနဲ့ပေါင်းစပ်ထားတာဖြစ်တဲ့ကြောင့်မလို့မီတို့ဒီဇိုင်းကလည်းအဲပြောင်းလဲသွားမှာဖြစ်ပါတယ်ဗျ။ အခုဒီအနောက်ဒီဇိုင်းမှာဆိုလို့ရှိရင်လည်းအရှေ့ကဒီဇိုင်းမျိုးတူပဲသူ့ရဲ့ဒီကားရဲ့ B ကွက်ပေါ့နော်နောက် B ကွက်တွေချိန်သွားမယ်ပြီးသွားပြီဆိုရင်အရှေ့ကလိုမျိုးပဲပြရာရဲ့ logo အယောင်ချိန်သွားတာမျိုးတွေ့ရပါလိမ့်မယ်ပြီးတော့နောက်ဆုံးဒီဇိုင်းအနေနဲ့ကကြတော့ကျွန်တော်တို့ဒီအနောက်ဘန်ပါပေါ့နော်အနောက်ဘန်ပါ2025 model နဲ့မတူတော့ဘဲနဲ့သူက revolution ဘန်ပါကိုအသုံးပြုပေးတာတွေ့ရပါလိမ့်မယ်ဗျာ ကားပေါ်ရောက်ပြီးထားလိုက်တာနဲ့ထိုင်ရတဲ့ feeling ကတက်တော့တက်တာဖြစ်ပြီးတော့ Kia Sportage ကတော့ Sportage ပါပဲဗျာအဲကျွန်တော်တို့ဒီ steering wheel ဘာဆိုလို့ရှိရင်လည်းဒီ24 25 model နဲ့မတူတော့ဘဲနဲ့သူ့ရဲ့ design ကဒီ shape ပုံစံဖြစ်သွားမယ်ပြီးတော့ကျွန်တော်တို့ဒီ cluster မှာကကြတော့လေဒီ24 25နဲ့ဒီမတူတဲ့ပုံเนาะကျွန်တော်တို့ဒီ feeling မျိုးလေးရရှိမှာဖြစ်တယ်မတူကြကြတော့ဒီ infotainment စက်ခွင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ design အနည်းငယ်ပြောင်းလဲထားတာကိုတွေ့ရပါလိမ့်မယ် ပြီးတော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီ user တွေအနေနဲ့ကားမောင်းတဲ့အခါမှာဒီ cluster ပေါ့နော် infotainment screen ကိုကြည့်ကြမလို့ပဲနဲ့ hot display လို့ခေါ်တဲ့ issue မှာဆိုလို့ရှိရင်တော့သူရဲ့ function က user တွေအနေနဲ့ cluster ကိုကြည့်ကြမလို့တော့ပဲနဲ့ရင်မောင်းနေတဲ့အခါမှာအရှိတေးကမှမှာသူရဲ့ kilo တွေ info တွေကိုတွားပြီးပြပေးနေမှာပဲဖြစ်ပါတယ်ဗျ။ 2026မော်ဒယ်မှာဆိုလို့ရှိရင် steer ray မှာကျွန်တော်တို့ cruise control နဲ့ volume control နေရာချင်းပြောတာကိုတွေ့ရပါလိမ့်မယ်။အရင်2024 model မှာ cruise control ကညာဘက်မှာရှိပြီးတော့ volume control ကဘယ်ဘက်မှာရှိတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့အခု26 model မှာကတော့ cruise control ကဘယ်ဘက်ကိုရောက်လာပြီးတော့ volume control ကတော့ညာဘက်ကိုရောက်သွားတာတွေ့ရပါလိမ့်မယ်။ပြီးတော့နောက်တစ်ချက် drive mode နဲ့ terrain mode က steer ray မှာပါလာတာကိုတွေ့ရပါလိမ့်မယ်။ steer ray မှာပါလာတဲ့ drive mode နဲ့ terrain mode ကတော့ အရင်မော်ဒယ်မှာဆိုလို့ရှိရင်ဂီယာရန်ရဲ့အနောက်မှာပါလာတာကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့အခု26မော်ဒယ်မှာကတော့ function အစုံလင်ကိုစတီယိုရင်းမှာပဲအသုံးပြုပြီးတော့ဂီယာရန်ရဲ့အနောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ downway asset auto hold 360 parking view parking sensor ထိုင်ခေါ်အပူအေးကလောက်တွေပါဝင်မှာပဲဖြစ်ပါတယ်2026မော်ဒယ်မှာလည်း24 25လိုပဲပေါ့နော် panoramic sunroof ပါလာတာကိုတွေ့ရပါလိမ့်မယ်ဗျာ ကဲအခုအတွင်းခန်း function လေးနဲ့အပြင်ရုပ်ထွက်ကိုလည်းအားလုံးပဲသိရှိပြီးပြီဆိုတော့စိတ်သက်သက်လို့လေ့လာခြင်းလည်းဆိုလို့ရှိရင် University M ကိုလာရောက်ခဲ့လို့ရပါတယ်။အဲ့ဒီကိုစိတ်သက်သက်လို့ pre-order မှာယူခြင်းလည်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ University M တောလုံးရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39956669ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ။